1946ခုနှစ်ဒီဇင်ဘာလ17ရက်ယနေ့လိုနေ့မျိုးတွင်ကမ္ဘာကုလသမဂ္ဂ UN မှဒုတိယကမ္ဘာစစ်အပြီးတွင်ကမ္ဘာတဝန်းစီကလေးသူငယ်များ၏ကျန်းမာရေးနှင့်ပညာရေးကိုအထူးကထား၍အထူးအဖွဲ့အစည်းတစ်ခုကိုစတင်တည်ထောင်ခဲ့သည်အဖြူနှင့် အပြာရောင်လိုဂိုဖြင့်လူသိများသောထိုအဖွဲ့အစည်း၏အမည်မှာအဘယ်နည်း A WHO ကဘာချန်မအီအဖွဲ့ B UNICEF ကုလသမဂ္ဂကလေးညာရန်ပုံငွေအဖွဲ့ C UNESCO ကုလသမဂ္ဂပညာရေးသိပ္ပံနှင့်ရင်းချမှုအဖွဲ့ D UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံအဖေမမ B. UNICEF United Nations Children's Fund ဖြစ်သည်1946ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင် UNICEF ကိုစတင်တည်ထောင်ခဲ့သည်မူလကဒုတိယကမ္ဘာစစ်ကြောင့်ထိခိုက်ခဲ့ရသောဥရောပရှိကလေးငယ်များကိုအရေးပေါ်အကူအညီများပေးရန်ရည်ရွယ်ခဲ့သည် ယနေ့ခေတ်တွင်မူ UNICEF သည်ကမ္ဘာတဝန်းရှိကလေးသူငယ်တိုင်း၏အသက်ရှင်သန်မှုကာကွယ်ဆောင်ရှောက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့်ပညာရေးအတွက်အဓိကအားထားဆောင်ရွက်နေသည့်အဖွဲ့အစည်းကြီးဖြစ်သည်